အကြည့်တော့ဓမ္မနဲ့အတ္တမဘယင်ကြီးကပြောတယ်အေးတိုင်းသူပြည်သားများကတဲခက်ငှနဲ့ရွှေတပူဤဆောင်းပြတာတောင် ကောင်းမထင်ကြဘူးပဲ့နာရွာလေးဘယင်ကြီးကသူ့ရဲ့ရွှေစင်သိမ့်မဲ့ကြောင့်သုံးပိတ်တာကြောင့်ရွှေတပူဤကိုတရိယဆိုတာပြောတယ်ဒါကိုကဖရဖဝင်ကြီးများကလည်းဟုတ်ပါ ရွှေချင်းသုံးပိတ်ကြသုံးပိတ်သားကြောင့်တရပူကြီးဘယ်သူဆောင်းဖို့လို့လဲတို့ရဲ့ရွှေနန်းရှင်း ဒါကြီးစောင်းပြတာကိုအလဟတာပတ်စံဖြုံးတယ်လေလေပါလေးနဲ့အာမနာရှာမချူပြောကြတယ်ကြီးလို့မရဘူးဒီအဲ့ဒီပြီးသူမသားတွေထိုစကားကိုနောက်ဝင်ကြည့်တဲ့ဘက်ကကြည့်မရရင်ရောဘာတုံးနဲ့ဆော်ပေးမယ်လေသူတို့ခေါင်းကုန်ရောက်မှတန်တုပ်ဖြစ်လည်းမတက်နိုင်ဘူးဟီဟီမင်းကြီးကကောက်ခါပြီးစိတ်ပြေစားဖြင့်မင်းတို့မလဲလုံလိုက်ရင်တောက်တလွဲရဲ့ကြည့်ပဲမင်းတို့အဲ့လို အလုတ်ကောင်းလို့ဒီလူတွေကငါတို့ကိုဓမ္မနဲ့အဓမ္မမကွဲဘူးလို့ပြောကြတာပေါ့။ယင်ကြီးစကားကြောင့်အားလုံးကြောင်ကုန်ကြည်ပြီးတော့ကြည်ရွေ့ကြတယ်။ဓမ္မနဲ့အဓမ္မဘာလဲရတာ။အေးဘာစကားလဲဟာငါတို့တော့မကြဘူးပေါ့။ဓမ္မနဲ့အဓမ္မစကားကိုမိတိဝင်ကြီးကမှ မသိကြပေ။သူတို့လှုပ်ဆောင်နေသမျှဓမ္မနဲ့အဓမ္မကိုနိုင်ရှင်ခဲ့ခြင်းမရှိကြ၍ဖြစ်သည်။အရှင်မင်းကြီးခင်ဗျာ အရှင်မင်းကြီးပြောသောစကားများမှာလွန်စွာမြင့်မားလာပါနဲ့ထို့ကြောင့်ဓမ္မနဲ့အဓမ္မဆိုတာဘာလဲသိအောင်ကျွန်ုပ်တို့နယ်လဗန်ရုံးဝင်းကြီးများကိုရှင်းပြပါဗျာဝင်းကြီးအမေကိုမြင်းကစိတ်ပြက်လက်ဖြစ်ဖြစ်ကောင်းခါပြီးတော့ငါလည်းမသိလို့မိတာပေါ့ဟာပြည်သူတွေကငါ့ကိုငါတို့အုပ်ချုပ်နေတာကိုဓမ္မမရှိဘူးအဓမ္မကြီးပဲပြောနေကြတယ်ဓမ္မနဲ့အဓမ္မဘယ်လိုခွဲရမှာလဲရင် ဝင်ကြီးများကကောင်းချင်းဆိုင်ကြတယ်။သူတို့လည်းလှုပ်တာလှုပ်နေရတယ်။ဘင်ဟာရောဖြစ်မှာဘင်ဟာရောအဓမ္မဘသူမှမသိ။အတန်ကြာမှဝင်ကြီးတပါကအပြေးပေါက်ပြီ။ကျွန်တော်မျိုးတိတိပါပြီဗျာ။ဓမ္မနဲ့အဓမ္မဆိုတာကျွန်တော်မျိုးခက်ကြတိပါပြီ။ဤသူဤသားများပြောတယ်လို့မျိုးကျွန်တော်တို့အဖွဲ့ဟာဓမ္မနဲ့နေရင်ကိုအကျိုးရှိမှတည်ကြလာပါဗျာ။အားလုံးလှုပ်လို့ရှာရှာဖြစ်ကုန်ပြီ။ဟမ်ငါတို့ကအဓမ္မတွေဖြစ်နေလို့ ဓမ္မနဲ့အဓမ္မဆိုတာငါတို့သိအောင်ရှင်းပြအောင်ဟာဆိုတော့ခုနကအစိုးတွင်သိနေဝင်ကြီးကဓမ္မနဲ့အဓမ္မကိုကျွန်တော်မျိုးအသေးစားခွဲပြခွဲကြပြပါမယ်ရှင်းလင်းစွာခွဲကြပြမှာမို့ခဏဆောက်ဆိုကနန်းနွဲ့နဲ့မှလွတ်ခင်းနေပြထွက်သွားသည်တိတ်မကြပါအထုပ်နှစ်ထုပ်ဆွဲပြီးပြန်ရောက်လာထို့အထုပ်နှစ်ထုပ်ကိုဝင်ကြီးများနဲ့ဘရင်ရှေ့ပစ်ချလိုက်သည်ခလွန်သူပစ်ချလိုက်သည်ကိုတော်တော်အံ့ကြည့်ပြီးဟင်ဓမ္မကြီးတွေပါလား ဟာဒီဓမ္မစုတ်ကတော့အသွားတွေလိတ်လို့မှန်ပေတယ်ထိုဝင်ကြီးပြချလိုက်ကြတဲ့ကတခုမှအသွားထက်နေတော့ထင်ွဲဓမ္မကြီးဖြစ်ပြီးတခုမှအသွားလိတ်နေပြီးတန်ကြီးအထက်ထက်နဲ့ဓမ္မဒုံကြီးတခုပဲအီဒီကိုကြီးရဲ့ဘင်းကြီးကဟင်ဒါကြီးတွေကဘင်းကြီးအမေကိုဝင်ကြီးကပြုံးပြီးအဲ့ဒါပြည်သူတွေပြောနေတဲ့ဓမ္မနဲ့အဓမ္မပါဗျာဘယ်လိုဒီလိုပါဗျာဒီဘက်ကထက်မြအောင်ပြေးထတာကဓမ္မဖြစ်ပြီးဟိုဘက်က အသွားလိုက်ပြီးတုံးမရတာတော့အနေနဲ့ဓမ္မဖြစ်ပါလေဓမ္မဖြစ်လို့အဓမ္မပါဗျာအားလုံးစိတ်ဝင်စားနားထောင်ကြသည်ဒါကိုဝင်ကြီးကအသွားထက်နေတော့ဓမ္မကြီးကိုပြင်ကြီးအဆက်တက်ပြီးဒါကြောင့်ဗီဒီယိုလိုအပ်တဲ့ခါတိုင်းပြင်ကြီးနဲ့ကျွန်တော်မျိုးတို့ဝင်ကြီးညာအပေါင်းမှာဟောဒီလိုဓမ္မမျိုးနဲ့တာအခုံးပေါ်ထန်ရွက်ထားတင်ပါလေဗျာဝင်ကြီးအရှောက်လင်းကားကြောင့်အရင်ကြီးမှာနှလုံးပီတိ စီတီတကဲ့သို့ပြုံးရွှင်သွားပြီးအိမ်ဒါဆိုလဲငါပြင်းကြီးမှာပြည်သူတွေတောင်းတတဲ့ဓမ္မဖြစ်တာနေထိုင်မှုဖြစ်ကြောင်းကြီးညာချက်ထုတ်ပြန်စီအမိတ်တော်တင့်မြန်လာကြောင်းပါဗျာတိတ်မကြခင်နန်းတော်မှပညာဆက်အဆောင်ဖတ်ပေါ်လာတယ်ရင်းမြစ်တနင်းပြည့်ရှင်မြင်းမှာကောင်းမော်တွင်ချွေချင်းသုံးမိတ်သာကြောင့်တရကူကြီးကိုဆောင်းထားပြီးတကားဒူကြသောအတွေ့ရပြီးဤသူပြီးသားများအတွက်ဓမ္မဖြစ်တာအုတ်ချုပ်နေထိုင်လို့မိဖြစ်ကြောင်းစသည်ဖြင့် ညာချက်နဲ့တူရွေချိန်သုံးပိတ်သာကျော်တရပူကြီးကိုစောင်းဓမ္မရိုကြီးကိုထမ်းထားသောဘုရင်ကြီးဤပြုံးဖြဲ့ဖြဲ့ရုပ်ပုံကြီးကဖတ်ပါလာတယ်လာတော့လေတဲ့